မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဆရာရမိတ်ဆွေတွေဒီတစ်ခါတော့ဆရာက2025ခုနှစ်မတ်လ22ရက်ကနေပြီးတော့လာကုန်အထိဗုဒ္ဓဖူးရအောင်တာသမီးတွေတို့ဟောပေးခြင်းပါတယ်ဥစ္စာဗုဒ္ဓဖူးရအောင်တာသမီးတွေမဟောခင်မှာဆရာ Facebook page မှာအင်္ဂါကို YouTube မှာတော့ TikTok မှာတော့တင်ပြီးသွားပြီ Facebook page မှာတင်တော့ဆရာ line ကြပြီး20နဲ့2ခေါက်တောင်ဖြစ်သွားတယ် တောင်းမှန်ပါတယ်ခင်ဗျာဆရာလိုက်မဖြတ်တော့ဘူးเนาะဆရာဆွမ်းနာတော့ပို့လေးတင်ထားတယ်เนาะ wifi ရောကအမကြီးများဆရာကြိုက်နေလားမသိဘူးလို့เนาะဘာလို့လဲဆိုတော့22ခေါက်ဖြစ်သွားတယ်ဆရာတော့အဲ့လောက်စိတ်မရှိတတ်ဘူးเนาะတော်တော်ဟိုလိုင်းကျသွားလို့ဆိုတာဟိုဆရာအဲ့ဒါလေးပြောချင်ပါတယ်ကောင်းပြီဆရာငယ်ပြီးနေဆိုရယ် Facebook ပြပါเนาะကဲမိတ်ဆွေတို့ဗုဒ္ဓဘာသာသမီးများလက်ရှိဟုတ်လားဟို2025ခုနှစ်မတ်လနောက်ဆုံးပတ်တာပြင်မှာမိတ်ဆွေတို့ရဲ့စိတ်ထဲမှာ ဒေါသစိတ်တွေများစွာဖြစ်နေတာမျိုးမခံကျင်တဲ့စိတ်တွေဖြစ်နေတာမျိုးအရာရာကိုပြဿနာတွေကိုအတက်အခက်ခဲတွေကိုချက်ချင်းမျက်နှာချင်းဆိုင်ပြီးတော့ဝုံတိုင်းဖြစ်ချင်းကျင်တဲ့စိတ်တွေဖြစ်နေတာမျိုးမိမိကိုဒီလိုပြောရကောင်းလားမိမိကိုဒီလိုလုပ်ရကောင်းလားဆိုပြီးတော့စိတ်ထဲမှာမကျင်တဲ့စိတ်တွေအနာကြီးစိတ်တွေတော့မဟုတ်ရင်မုန်းတိစိတ်တွေဖြစ်ပေါ်နေတယ်တို့ပြင်မိတ်ဆွေအနေနဲ့လက်ရှိမှာဆိုလို့ရှိရင်အကောင့်တက်ကိုအစိုးကိုအပြတ်သဘောဆောင်နေတယ်လက်ရှိနေရာကနေပြီးတော့အာရုံးထွက်ပြစ်ချင်တာမျိုးလက်ရှိအချိန်နေတဲ့အနေထားကနေပြီးတော့ ဟိုပောက်ကွဲဖြစ်နေတာမျိုးမွန်းကျက်နေတာမျိုးတွေဖြစ်ပေါ်နေတတ်တဲ့စိတ်မျိုးဖြစ်နေတဲ့အတွက်ဘာကိုဖြစ်ဖြစ်လက်ရှိကာလမှာအရေးကြီးတဲ့ကိစ္စတွေဆုံးဖြတ်ချက်တွေကိုမရှမှတ်ပါနဲ့ဘာကိုဖြစ်ဖြစ်လောလောလောမဆုံးဖြတ်ပါနဲ့ဒေါသနဲ့ဆုံးဖြတ်တဲ့အခါအမှားပါတတ်ပါလေခင်ဗျာကောင်းပြီကြမ်းပါ ਈ ကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့ဘာမှမဖြစ်ပါဘူးစွတ်စွတ်ဘောကတော့ဒါပေမဲ့မိသားစုကိစ္စအိမ်တွင်းကိစ္စလေးတွေကြောင့်အတွေးလွန်နေပါတယ်အတွေးလေးတွေနည်းနည်းလျှော့ပါကျမ်းမာရေးနဲ့ပတ်သက်လာရင်ခေါင်းမူကောင်းကြိုက်တာမျိုးကိုယ့်ကြောင့်မဟုတ်ဘဲနဲ့မိသားစုကိစ္စလေးတွေကြောင့်အိမ်တွင်းကိစ္စလေးတွေကြောင့်နည်းနည်းလေးအပူလွန်နေတာမျိုးလေးတွေစိတ်ထဲမှာအဲ စိတ်အနှဲငယ်လေးကိုစနလို့ပေါ့ကိုကြောင့်မို့ပဲနည်းနည်းလေးအတွေးတွေလက်ချာချာလဲနေတက်တော့ကြောက်အဲဖြစ်နိုင်လို့ရှိရင်တဦးတည်းတစ်ယောက်တည်းနေတာထက်အပူတွေကိုလျှော့ပြီးတော့ဗဇက်ကနေဂုံတော်လေးတစ်ခုကိုရွတ်ပွားနေတာမျိုးလေးလုပ်ပေးပါဒါဆိုရင်မိတ်ဆွေနေနဲ့ကျမ်းမာရေးဘာမှစိုးရိမ်စရာမရှိပါဘူးသို့တော့နားနဲ့ပတ်သက်တာမျိုးမျက်စိအာရုံကြောင့်နဲ့ပတ်သက်တာမျိုးလေးတော့အနှဲငယ်အားနေတက်တဲ့အတွက်သတိထားစင်ရရမယ့်ကာလဖြစ်တယ်အလောက်က အလုတ်ကိုင်းနဲ့ပတ်သက်ရင်လုပ်ငန်းတည်အလုတ်တည်စတင်ဖို့ဆိုရင်တရားတယ်မိမိမှာလည်းအကြံအစီရှိပြီးသားအတွေးခေါ်ရှိပြီးသားဆိုရဲရဲကြီးကိုစတင်လှုပ်ဆောင်မှာအဲ့ဒီစတင်တဲ့အလုတ်ဟာမိမိရဲ့အနာဂတ်အတွက်ယူမန်းချက်အတွက်မှာတကယ်ကိုတရားတဲ့အောင်မြင်ခြင်းတူတက်ခြင်းတွေရရှိမယ်တဲ့ဒါပေမဲ့ဘာကိုလှုပ်လှုပ်တော့အဆင့်ကျော်တက်တာမျိုးလေးတွေမလှုပ်ဖဲနဲ့အောက်ရှိကနေစတင်ပြီးတော့တဆင်ချင်းစီတည်ဆောက်လို့ရှိရင်မိတ်ဆွေတို့အနေနဲ့တကယ်ကိုကောင်းမွန်ပြီးတော့ဝရုရောက်သားသမီးတွေကတကယ်ကိုကောင်းမွန်ပြီးတော့အနာဂတ်အတွက်အတိတ်အတွက်မှာတရားတဲ့ခိုင်မာတဲ့လုပ်ငန်းတစ်ခုကိုစတင်လှုပ်ဆောင်ရင်အကောင်းဆုံးကာလဖြစ်တယ်ဆက်တူလုပ်ငန်းတွေအကျိုးပေးတယ်စတင်လှုပ်ဆောင်တဲ့ ုပ်ငန်းတွေအကျိုးပေးတယ်လုပ်ငန်းတွေအလုပ်တင်တဲ့ပတ်သက်ပြီးတော့ကိုယ်ကိုယ်တိုင်ပြောင်းလဲလှုပ်ဆောင်လို့လည်းမိတ်ဆွေတွေအကျိုးပေးပါတယ်ဒါအပြင်လုပ်ငန်းယာတုကိုင်ငန်းတွေပတ်သက်ပြီးတော့ယာတုတိုးဖို့ယာတုတက်ဖို့အတွက်ကိုမိတ်ဆွေတို့နည်းလက်ရှိကာလအတိုင်းမှာဆိုရင်နည်းနည်းလေးခတ်နေတယ်ယာတုတိုးဖို့ယာတုတက်ဖို့အတွက်ဆိုရင်အဲမိမိနည်းနည်းမျောလင့်ထားသလောက်အရှိအတိုင်းသာကြန့်ကြာနေတာမျိုးတွေကြုံရတဲ့အတွက်ယာတုလုပ်ငန်းကိုင်ငန်းတွေပတ်သက်ယာတုတိုးတဲ့ကိစ္စလေးတွေမှာနည်းနည်းလေးတော့အားနေတယ်တို့တော့လုပ်ငန်းတက်စတင်လုပ်တာမျိုးလုပ်ငန်းယာတုနဲ့ပတ်သက်လို့အပြောင်းလဲလေးတွေလုပ်တာမျိုးတွေအကျိုးပေးတယ်နေရာထိုင်ခင်းတဲ့ OA ချန်ပြီးဝင်လာတာမျိုးတွေအကျိုးပေးပါတယ်အဲနေရာထိုင်ခင်းတဲ့ပတ်သက်ပြီး င်လာတာမျိုးတွေ OH Champion မီယာနဲ့ပတ်သက်လို့ဝင်လာတာမျိုးတွေအခွင့်အလမ်းကောင်းတွေလုပ်ငန်းကောင်းတွေအဆက်အသွယ်ကောင်းတွေရရှိတတ်ပြီးတော့အကျိုးပြုစေသောကာလဖြစ်တဲ့ လက်ရှိမှာခရီးသွားကိစ္စလေးတွေမှာတော့အနှဲငယ်လေးတတိထားပါပြီးပါခရီးသွားပြည်တွင်းခရီးသွားနဲ့ပတ်သက်တာလေးတွေ passport visa လုပ်ငန်းလေးတွေနဲ့ပတ်သက်လာတဲ့အခါမှာတဲ့အစပထမဆုံးလုပ်တဲ့အခါမှာမိတ်ဆွေတို့အနေနဲ့လူယုံမလွယ်ပါနဲ့တဲ့လူယုံတက်တက်ပါတယ်တဲ့လောင်းစားနဲ့ပတ်သက်တာတွေအားနေပါတယ်အပြော်ပါနဲ့ပတ်သက်တာတွေအားနေပါတယ် main house suite house အနေနဲ့ပတ်သက်လာရင်အားနေစီတော့လားအားနေစီတော့အပတ်ဖြစ်တဲ့အတွက်တော့ဒါလေးတွေကိုတစ်ချက်ကယူဆိုင်စင်ပြဖို့လိုအပ်ပါတယ်ဘာကိုလုပ်လို့အလင်းစလို့ဝုန်းငနဲ့တိုင်းငနဲ့ဆုံးဖြတ်တာမျိုးဆောင်ရွက်တာမျိုးပါမိတ်ဆွေရဲ့ကံကိုအားနေစီပြီးတော့ကံကိုညှန့်စီတော့အပတ်တာအပိုင်ချဖြစ်တဲ့ ဲ့အတွက်တော့ဘာကိုဖြစ်ဖြစ်အလင်းစလိုမလို့ပဲနဲ့တိတိရှိရှာစဉ်းစားပြီးတော့တွေးခေါ်တိုက်ပြပါအဲ့ဒီသဖြင့်တအူးတဲ့တယောက်တဲ့တခုတဲ့လုပ်တဲ့အလုပ်ငန်းလေးတွေထက်ဆက်တူလုပ်ငန်းလေးတွေညီကောင်မောင်နှမဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးအဆုရှယ်ယာကလေးတွေအဲပေါင်းစုလောက်ရတဲ့အလုပ်လေးတွေရှယ်ယာဝင်ပြီးလောက်ရတဲ့အလုပ်လေးတွေမှာအားသာကောင်းမှုပြီးအတိုးတက်နိုင်သောကာလဖြစ်ပါတယ်ခင်ဗျာငွေကြီး ငွေကြေးနဲ့ပတ်သက်လာရင်လက်ထဲမှာနဲ့အနှင်းငယ်တော့ရုံးကန်ရတတ်တယ်မိမိရဲ့အိမ်ထောင်ကြီးတွေကြောင့်ဖြစ်စေမိသားစုကြီးတွေကြောင့်ဖြစ်စေငွေကြေးနဲ့ပတ်သက်ရင်မိမိရဲ့အိမ်ထောင်ဘက်ကြောင့်အိမ်ထောင်ကြီးကြောင့်သို့မဟုတ်မိသားစုအိမ်တွင်းကိစ္စလေးတွေကြောင့်ကိုယ့်လက်ထဲမှာငွေကြေးနဲ့ပတ်သက်ဝင်တလောက်နည်းနည်းလေးဟိုဟိုတစ်ဖက်ကဝင်တစ်ဖက်ကထွက်နေတာမျိုးဝင်ဝင်နဲ့ထွက်ငွေရအိတ်ပေါက်နဲ့ဖားကောက်တယ်လို့ဖြစ်နေတတ်တယ်တဲ့သို့တော့မပူမချန်နေဘူးသို့တော့ခက်ခက်ခဲခဲတော့မရှိဘူးပေါ့ဒီနေရာမှာသူများကိုသွားရှိလိုက်တာမျိုးငားလိုက်တာမျိုးဆိုရင်တော့နည်းနည်းလေးကိုယ့်ရဲ့ဟာအခက်အခဲလေးတွေကြုံရတတ်တဲ့အတွက်ဒါလေးတွေကိုတော့တစ်ချက်ပြီးဆိုင်ပေးဖို့လိုအပ်ပါတယ်အိမ်တော်ရင် ဲ့ပတ်သက်လာရင်တော့မိမိရဲ့အိမ်နောက်ဘက်နဲ့ပတ်သက်ပြီးကျန်းမာရေးညံ့ခြင်းကြောင့်ဖြစ်စေဒါမှမဟုတ်မိမိရဲ့အိမ်နောက်ဘက်နဲ့ပတ်သက်ပြီးတော့မိမိကမိမိရဲ့အိမ်နောက်ဘက်ပေါ်မှာလွှမ်းမိုးခြင်းတဲ့စိတ်တွေငါတိတက်ပို့ပြီးတော့ ဆိုတာမျိုးသူ့ကိုစိတ်တိုင်းမကြတာမျိုးတွေဖြစ်နေရတာမျိုးသူ့အပေါ်မှာလွှမ်းမိုးကျင်တဲ့စိတ်ကလေးတွေနည်းနည်းများနေတဲ့အတွက်ကြောင့်မလို့တော့အင်နာဘက်နဲ့ပတ်သက်ပြီးတဲ့အခါနည်းနည်းလေးဟိုသတိထားဆင်ခြင်ဖို့နဲ့မိမိနေနဲ့တချို့အရာလေးဒီမှာဖြစ်ရှင်တဲ့ဆန္ဒကလေးတွေကိုတော့အတက်နိုင်ဆုံးညှိယူဖို့လိုအပ်ပြီးတော့ recommend ပေးတာမှကြိုက်တဲ့မိတ်ဆွေရဲ့အင်နာဘက်ဆိုလို့ရှိရင်တော့ပြဿနာတိုက်ခိုက်လေးတွေပေါ်ဝါတက်တဲ့အတွက်တော့သတိထားဆင်ခြင်ပေးရန်အတွက်တော့အင်မတန်လိုအပ်သောအပတ်တာဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေကိုတခုရအောင်သားသမီးတွေကလူငယ်တွေအရှိရင်နဲ့ပတ်သက်ရင်တော့ချစ်သူကြီးစားအသေးရရှိတာမျိုး အိမ်အောင်ပြုရန်စိစက်ရန်တိုင်မြင်နေတာမျိုးသမီးအစားတွေအနေနဲ့တုံးနဲ့တူတယောက်နဲ့တယောက်အဆက်အသွယ်ပြတ်နေသူတွေနားလဲမှုလွဲနေတဲ့မိတ်ဆွေတွေဒီကာလမှာအဆင်ပြေအောင်မဖြစ်ပြီးပြီးသားကိစ္စတွေကိုပြန်ပြီးတော့ဆွေးနွေးနေတာတက်ဆိုင်ရင်ဖြစ်မလာသေးတဲ့ကိစ္စတွေကိုတိုင်မြင်နှီးနှောရင်အောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိမယ်ဆိုတဲ့ကံမျိုးဖြစ်နေတဲ့အတွက်မိတ်ဆွေလူငယ်များအနေနဲ့ကတော့စုပ်ကောလက်ကောဝင်လာမျိုးလေးတွေအရှိန်နဲ့ပတ်သက်လာရင်အဆုပ်ပတ်ထအကောင့်ဘက်ပုံပုံမှုအားပြုသွားတာမျိုးတွေကကံကိုတိုးတက်စေတော့အပတ်တာဖြစ်ပါတယ်ခင်ဗျာ ။ငဘူကအိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့ဝေးကွာနေသူတွေခွဲကွာနေသူတွေအဲမိတ်ဆွေတို့အနေနဲ့လက်ရှိမှာပျောက်တော့သူချရင်မတွေ့နိုင်ပါဘူး။ဖြစ်နိုင်လို့ချင်းမိတ်ဆွေတို့အနေနဲ့ချာလီဝေးလီလိုက်လီပြေးလီဖြစ်ရတတ်တဲ့အတွက်ဖြစ်နိုင်လို့ချင်းအိမ်တော်ဘက်နဲ့ပတ်သက်ပြီးအဆက်အသွယ်ပြတ်နေသူတွေအနေနဲ့အရန်ကြီးအပူလွန်နာကိုချော့ပြီးတော့မိတ်ဆွေတို့အနေနဲ့အဲမိမိတို့ရဲ့နော်တစ်ခါလေးမှမိမိရဲ့ပတ်ဝန်းကျင်မှာပဲရှိပြီးကိုကဝေးဝေးလန်လန်ချာနေရတာမျိုးလေးတွေကြုံရတတ်တယ်။ထို့ပြင်အိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့ကောလာဟာလာတဲ့တင်းတွေအဆက်အသွယ်ပြတ်သွားတာမျိုးတင်းဆုံးတဲ့အဆက်ရှိတဲ့အရာလေးတွေပေါ့အာနမိတ်ဆောင်တဲ့ကောလာဟာလာတဲ့တင်းတွေဒီလိုကြာ ားရရင်ဒါဟာစိုးရိမ်စရာမဟုတ်ပါဘူးမဖြစ်နိုင်ဘူးဆိုတော့ကတ်ကိုပေါ်ပြနေတော့ကာလဖြစ်ပါတယ်ဒီအပ္ပဒါတော့ဒီမှာမိတ်ဆွေဗုဒ္ဓဘုရားဥဒသမီးရဲ့ပညာရေးနဲ့ပတ်သက်လာတဲ့အခါ နည်းနည်းလေးစိတ်မလောပါနဲ့တဲ့စိတ်လောလို့ရှိရင်အမားတွေပါတတဲ့အတွက်စိတ်မလောပါနဲ့တဲ့ဥပမာဖြည့်ပြီးသားအစာတွေကိုတေချာလေးတတိထားဆင်ကျင်ပြီးတော့စစ်ပါရတယ်နော်စစ်ပြီးတဲ့အခါကျရင်ငါတို့ဒီတနှစ်တော့ထက်နောက်တနှစ်မှဆိုတာမျိုးကိုမလုပ်ဘဲနဲ့ကိုရတာကိုအတိညာရှိသလားဖြည့်ပါရတယ်အဲနည်းနည်းလေးစိတ်လောတာမျိုးလေးတွေအပီးစလိုမြန်တာမျိုးလေးတွေစာကိုပြန်ပြီးတော့မစစ်တာမျိုးလေးတွေတော့ဖြစ်နိုင်ရင်မလုပ်ဖို့လိုအပ်ကြောင်းထပ်လောင်းမှကြားလိုက်ပါရစေခင်ဗျာကောင်းပြီထို့ပြင်မိတ်ဆွေဘုဒ္ဓဘုရားတို့ဒီတပတ်တာအတွက်မှာ ခยีထွက်ရှင်ကိစ္စလေးတွေမှာဆိုလို့ရှိရင်တော့မိမိတို့အနေနဲ့အဲဖယားဘူးခยีသွားတွေပြည်တွင်းခยีသွားတွေနဲ့ပတ်သက်ရင်တော့ရှေ့လို့ဆောင်ရွက်သွားလို့ရပါတယ်တဲ့เนาะပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့အပျော်ပါခยีတွေအလှူဒါနခยีတွေမိသားစုလက်ဆောင်ခยีတွေနဲ့ပတ်သက်ရင်သွားလို့ရတော့ကာလာဖြစ်တဲ့ဖြစ်ပါတယ်ခင်ဗျာထို့အပြင်မိတ်ဆွေတို့ဒီအပတ်တာတော်တွင်းမှာဆိုရင်အထက်လူကြီးအကြီးကဲအဖေအမတို့မဟုတ်ဆွေမျိုးသားချင်းတွေရဲ့အကူအညီထောက်ကူကိုဒီလဟာများစွာရရှိတတ်သောအပတ်တာဖြစ်ပြီးတော့ထီကန်ဆန်းလို့ကောင်းပါတယ်တဲ့ထီထိုးတဲ့အခါမှာမိမိတို့အနေနဲ့ဖယားဇေဒီចောင်းကန်တိမ်ပရဝံကိုဆွဲမှတ်တဲ့အခါထီကန်ဆန်းလိုက်ရင်အင်မတန်ကိုအားသာပြီးတော့ ထိပေါက်ကိန်းသို့မဟုတ်သားရွှေကိုထမ်းလာတယ်လို့ယရနာပုံစိုက်ကိန်းနဲ့ဆိုင်တယ်လို့ငွေကြီးတွေလုံးနဲ့ရင်းနဲ့ဝင်လာနိုင်သောအပတ္တအပိုင်းရှာကာလရောက်ရှိနေပါတယ်အချိုးပေးသောအယောင်အနေနဲ့ဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့အဝါရောင်ခဲရောင်ခရမ်းရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်အားသာစေပါတယ်တတိထားဆင်နေရမယ့်အယောင်တွေကတော့မိခိုးရောင် ဒီရောင်နေသူမဟုတ်လို့ရှိရင်မိတ်ဆွေတို့အနေနဲ့အစိမ်းရောင်တွေကိုတတိထားဆင်မြင်ပေးပါရတဲ့မိတ်ဆွေတို့အနေနဲ့ဒီလာတာတော့ဒီမှာဆိုရင်တောက်ကြသာသမီအင်္ဂါသာသမီတွေနဲ့တွဲဖက်လုံရင်ကံကိုတိုးတက်ကောင်းမွန်ပါတယ်လေခင်ဗျာနော်အိမ်တွင်းရေးကိစ္စမိသားစုရေးကိစ္စအမြန်နဲ့ရှင်းဆိုင်ပြီးဒေါသနဲ့အပြက်အပြက်ဆောင်တဲ့ကိစ္စလေးတွေမှာမဖြစ်ရှင်းပါနဲ့တဲ့မိတ်ဆွေဟောင်းအပေါင်းအသင်းဟောင်းတွေလူရောမလွယ်ပါနဲ့တဲ့နော်ဒီအပတ်တာတော့ဒီမှာအကျိုးပေးစီတော့ ကဏ္ဍအဖျားတွေအနေနဲ့ဆိုလို့ရှိရင်၃ညကဏ္ဍ၊၇ညကဏ္ဍ၊၆ကဏ္ဍနေခါမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေပြီးတော့အကျိုးပြုစေပါတယ်။အရေးကြီးတဲ့ကိစ္စတွေလိုရာမှုကိုပြုမှုဆောင်ရွက်တဲ့အခါမျိုးတွေကြာရင်နဲ့နှစ်ဦးနဲ့နှစ်ယောက်တည်းသွားတာမျိုးတွေနှစ်ခုနဲ့နှစ်ခုလုပ်ငန်းနှစ်ခုကိုသွားပြီးတော့တပြိုင်တည်းလှုပ်ဆောင်တာမျိုးတွေအားနည်းစေတဲ့အတွက်တကယ်လို့မှဒီလိုမလုပ်ရဘူးဆိုလို့ရှိရင်တော့တင်းလာရက်တို့ပါတို့ကိုရှောင်ပြီးသွားဖို့ဒီထုတ်ပြင်မိတ်ဆွေတို့အနေနဲ့ဒီလိုခီးသွားကိစ္စတွေအောင်မြင်စေရန်တို့အလို့ငါရတယ်။မိတ်ဆွေတို့ရဲ့အရာရာအဆင်ပြေအောင်မြင်စေဖို့မိမိရဲ့ပတ်စံအိတ်အတွင်းမှာ နရာတန်လေးတရက်ကိုလေးခေါက်လေးရှိုးပြီးတော့ကလစ်ကလေးနဲ့ပုတ်ပြီးဆောင်သွားပါဒါဆိုရင်အတိုက်ခိုက်တွေกินပြီးလိုရာအဆင်ပြေလာမှအတေကြပဲဖြစ်တယ်မိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွက်အယောင်းထွက်စီမှုတွက်ဆိုမိမိရဲ့ကုန်ပစ္စည်းတွေကိုဂတ်တူစာရွက်ကလေးတရက်နဲ့ရိုက်ပုတ်ပြီးတော့ရောင်းထွက်ပါစေဆိုတဲ့အကြောင်းနှင်းထုတ်မောင်းထုတ်ပါချစ်တဲ့အကြောင်းမုံတော့မုံတဲ့အကြောင်းနင်းမြန်ထွက်ဟာမမြင်ကျင်တော့ဘူးဆိုလိုရိုက်ထုတ်ရိုက်ထုတ်မောင်းထုတ်ရင်ထွက်သွားပါလိမ့်မယ်တဲ့ခင်ဗျာနော်အဆက်ဆက်ရရအဆင်ပြေစီပြီးဒီရက်တပတ်တာလုံးမှာငွေကြီးကန်အားကောင်းစီရဘုတခုရအောင်တာသမီးတွေနည်းနည်းပြုလုပ်ရမယ်ရေရရအနေနဲ့ဆိုလို့ရှိရင်တော့ Bu türkmen ýa အတိတ်ကြံလေးဝင်ပေးပါဝင်ရမယ့်အတိတ်ကြံကတော့ချစ်ချစ်ဝေးမဟုတ်ပါဘူး24ပထံအချင်းကိုပဲတနေ့ကိုအချင်းဟေတုပစ္စယတော်မှာခေါင်းစဉ်တွေကိုပဲ20နဲ့4កောက်တနေ့ကို24កောက်တိတိကိုလာကုန်တဲ့အထိဝင်ပေးပါအစိုးညံ့နေဟာဘာလဲလို့မရအောင်ကောင်းလာပါလိမ့်မယ်ခင်ဗျကျေးဇူးတင်ပါတယ်ဆရာငယ်ပါဗီတင်ပြီးရင်ခွန်ကိုတုံညာနှစ်ကိုတုံညာလေးတစ်ချောင်း WhatsApp Telegram Viber မှာဆက်သွဲမြင်းမြန်နိုင်ပါတယ်ဆရာ Viber မှာ TikTok မှာဗီရင်ဧည့်သည်လက်မခံပါဘူးဆိုတဲ့အကြောင်းပြောလို့ပါတယ်ဒါအပြင်ဗုဒ္ဓဘုရားဥဒသမီးတွေကနောက်နှစ်မှာအတာစားပါတယ်ဒါကြောင့်အတာနဲ့ပတ်သက်ပြီးတော့ဘလို့ဖြေဖြောက်တယ်ဆိုတာလေးကိုဆရာကနောက်ဗီဒီယိုမှာ ပြန်ပြီးတော့ရှင်းပြပေးပါမယ်ယေရှုပြန်มาတယ်အားလုံးအစီအမြဲကြပါစေခင်ဗျာနောက်ဗီဒီယိုမှာနောက်တစ်ပတ်မှာပြန်တွေ့ပါမယ်ခင်ဗျာ